တော်ငပိအနန်းနဲ့ကျွန်တော်နဲ့တိုက်ရိုက်တွေ့ကျွန်တော်မူးပါလဲတာ ဂျုံဆန်ပြောင်းနေပဲစားကျွန်တော်အဲ့လိုဘိုးစားတွေတအားကြိုက်တယ်ဖေဘက်ကိုလုံးဝသွားတူတယ်အဲ့ကျွန်တော်မြန်မာကျောချောတာပေါ့ကျွန်တော်တို့ဘိုးကျောအဲ့တော့ဘောနော်ကျွန်တော်တို့ဒီတိုင်းပဲပေါ့ပေါ့ပါဖြေလိုက်တဲ့အတွက်ဟိုပိသက်အမြင်မှာလဲဟိုနားလည်မှုတွေနည်းနည်းလွဲသွားတယ်ဗောနော်မြန်မာလူမျိုးတွေအရင်ကြိုက်တယ်ငပိရိုးကျွန်တော်မကြိုက်ဘူးလို့ပြောလိုက်မိတဲ့အတွက်အာကျွန်တော်ဘက်ကပဲတောင်းပန်ပါတယ်ခင်ဗျာအာကျွန်တော်ကအဲ့တော့အဲ့လိုသဘောမျိုးနဲ့ပြောချင်တာမဟုတ်ပါဘူးကျွန်တော်မဆားလို့ကျွန်တော်မဆားဘူးပဲပြောချင်တာပါခင်ဗျာကျွန်တော်တို့အိမ်မှာလဲဟိုကျွန်တော်တရားထဲမဆားတာပါကျွန်내ကျွန်တော်အဖေရောကျွန်တော်အမေရောကျွန်တော်အကိုရောဆားတာဖြစ်တဲ့အတွက်အဲဟိုကျွန်တော်လဲအဲ့တော့ဗောနော်ဒီတိုင်းပဲ ဟိုပြောရင်ပြောရင်လည်းအဲ့လိုလက်လွတ်စပယ်လေးဖြစ်သွားတဲ့အတွက်ပြည်သက်ကျိုးကျွန်တော်ထူးပဲတောင်းပန်ပါတယ်ဟိုနောက်ဒီလိုမျိုးအကိစ္စတွေလည်းမဖြေတော့ပါဘူးလို့ပြောချင်ပါတယ်ဗျာကျွန်တော်လည်းခွင့်လွှတ်ပေးပါလို့ဒီနေ့ကတော့ရှင်ဆိုရဲဇလန်ဒရက်ကရော့ပေးပေးလေးပဲဖြစ်ပါတယ်ဗျာ။အာဒီကာရက်တာမှာဒီထဲမှာတော့ character တော့ဘောနော်။နည်းနည်းဟိုစိုးသွမ်းလူငယ်လေးနေအနေနဲ့တွေ့ရမှာပါဗျာဟုတ်။ ဟိုနည်းနည်းပြီးတော့ပတ်စံရှိတဲ့တထေးသားပေါ့နော်ပြီးတော့နည်းနည်းလေးတော်တော်လေးကိုလည်းစိုးသွမ်းတဲ့ character လေးအနေနဲ့တကူနဲ့တွေ့ရအောင်ခင်ဗျာအဲဆိုတော့တော်တော်ဆိုးတယ်ကျွန်တော်ရိုက်ဖူးသမား character တွေမှာဒီ character ကတော်တော်လေးကိုစိုးတယ်တွေမှာပါတယ်ဗျာနည်းနည်းအရန်စိုးဟိုစိတ်လည်းကြမ်းတယ်လူလည်းနည်းနည်းကြမ်းတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဟုတ်အတော်တော်ကိုလည်းဆိုတယ်အပြင်အပြင်မှာကျတော့ကျွန်တော်စကားပြောတာဆိုနည်းနည်းဘယ်လိုပြောရမလဲနည်းနည်းအဆင်ပြေအောင်ပြောတတ်တယ်လေဒီကာရက်မှာကျတော့ character ကကျတော့သူကဟိုမွေးကလေးချမ်းသာလာတဲ့ကလေးဆိုတော့ စကားပြောတာ तू အပေါက်လမ်းမတည့်ဘူးပြီးတော့အဲ့လိုမျိုးစကားပြောရင် तू तू တစ်ဖက်ဆောင်းနေမှာနော် तू လိုချင်တဲ့ကိစ္စကို तू တည့်ပြောတဲ့ပုံစံမျိုးလေးများတယ်ဗျအာပြီးတော့ဒီကားရဲမှာဆိုရင်အာ तू ပြောရတဲ့စကားလုံးနေမှာနော် तू ပြောရတဲ့စကားလုံးနေ तू လုပ်တဲ့အပြုတ်မှုတွေတော်တော်လေးကိုဘယ်လိုပြောတစ်ဖက်လူအမြင်မှာတော့ရိုင်းနေပေါ့နော်အဲ့လိုမျိုး character လေးတိကျဆောင်းထားပါတယ်ဗျာအာဒီ character အတွက်ဆိုရင်တော့ကျွန်တော်ဒီ character ကဒီကဲထဲမှာပေါ့နော်ကျွန်တော်ဒီ character ဒီကဲမှာ तू ကမျက်မှန်လေးတက်ထားတယ်ပြီးတော့ အဲဟိုဒီ character တော့ကျွန်တော် weight လေးနည်းနည်းထပ်လျှော့လိုက်တယ်ဗျအဲ့ဒါလေးကတော့ကျွန်တော်ဒီ character တော့အထူးတလဲလေးပြင်ဆင်ထားပါတယ်ဗျဟုတ်အဲကျွန်တော်ဒီကားရိုက်ဖို့ပေါ့နော်ကျွန်တော်ကိုရင်းသစာနေပြီးပထမတည်းကကျွန်တော်လွန်ခဲ့တလကြော်ကြော်လောက်ထဲလာပြောတယ်အဲ့ဒါနဲ့ကျွန်တော်လည်းအချိန်ရရနဲ့ကျွန်တော်ဂျင်ဆန်နဲ့တိုင်ပြီးပြီးတော့ကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲဟိုပလန်လေးဆွဲပြီးတော့အစားတောက် plan လေးတိုင်ရဲ့ plan လေးဆွဲပြီးတော့တည်တည်ချာချာလေးဝေးချပြထားပြပါတယ်ဗျဟုတ်အဲဟုတ်တယ်ခင်ဗျဟိုခန္ဓာကိုယ်ကပိန်သွားတော့လေပို့ပြီးတော့ပေါ့ပါသွားတယ်ပြီးတော့ဟိုအဝတ်စားတွေလည်းပို့ပြီးတော့ဝေးလောက်ကောင်းလာတယ်ဗျဟုတ် အဓိကဝေးချခြင်းနေဆိုရင်တော့ကျွန်တော်တို့ calorie deficit ဆိုတဲ့အကြောင်းတခြားနားလည်ရမှာမနော်အစားအသောက်နဲ့ပတ်သက်ပြီးအဲ့လို calorie deficit တခြားနားလည်ရင်တော့အဂျင်ဆော့မယ်ဆိုရင်တော့ weight ကဖြည်းဖြည်းကျအောင်ကျွန်တော်လည်းဘာမှတော့တိတ်နားမလဲဘူးနော် calorie deficit နားမလဲတော့အဲ့လိုမျိုးဂျင်သွားဆော့ရဲပြီးဘိုက်စာတအားဆားရဲပြီးပြန်ဝလာရဲအဲ့လိုမျိုးအဲ့ဒါနဲ့လုံးနဲ့ချလိုက်လိုက်နေအနောက်ပိုင်းကျတော့မှ calorie deficit ကပြီးတော့အစားအသောက်ကိုတည်တည်ချာချာထိန်းရင်တော့ weight ကဖြည်း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 နဲ့ကျအောင်ပါခင်ဗျဟုတ်အကျွန်တော်ဟိုလောက်ပဲချလိုက်တာ7ပေါင်7ပေါင်12ပေါင်လောက်ပေါ့12ပေါင်လောက်ပဲချလိုက်တာဟုတ် ဝေးချရတာကောင်းတယ်ဗျာဝေးချရတယ်ဆိုတာလေဝေးချရတဲ့အချိန်မှာကျွန်တော်အဓိကတော့ AA အစားမှန်နေပေါ့နော်အစားဆိုလဲကျွန်တော်တို့ဒိုင်ရက် plan နဲ့စားရတယ်ပြီးတော့အဓိက AA ဝဖို့လဲလိုတယ်ဗျာအေးမဝရင်ဝေးချရတာရည်လေအဲ့လိုမျက်တွင်းနေဟောက်ပတ်ကြီးနေအဲ့လိုမျိုးဟိုဝေးချရတာမဟုတ်ဘဲမျက်နှာကြီးပြချောင်ကြသွားတယ်ခဏခုခလုံးဝေးချဖို့ဆိုရင် AA ဝဖို့လိုတယ်ပြီးတော့အစားတောက်ကိုတည်တည်ချာလေးကြီးဆိုင်ပြီးစားဖို့လိုတယ်ဗျာဟုတ် အများကြီးပေါ်ပါသွားတာဟုတ်အများကြီးပေါ်ပါသွားတာဟုတ် ဟိုဟိုခဏကိုဝိတ်ကြွားတော့မန္တလေးတော့ပို့ပြီးတက်လာတယ်ပေါ့နော်ကိုကိုကြည့်ရတယ်ပို့ပြီးယုံကြည်မှုပို့ရှိလာတယ်ပြီးတော့ဝက်စားဝက်ကရာရောအဲဆက်စားလာလာတော်တော်ဆူဆူပေါ့နော်အဲ့ဒါဆိုပို့ပို့ပို့ပြီးတော့ကိုကိုကို confidence ပို့ကောင်းလာပါတယ်ဗျာဟုတ်အဲ physical ဘာမှတော်တော်လေးပြောင်းလာပါအရင်ဆုံးကျွန်တော် diet တွေပါလေတခြားမထိုးနိုင်ဘူးသူ diet တွေလည်းထိုးနိုင်တယ်ဘာတွေပါလေတခြားဆွဲနိုင်ဘူးခဏကိုလည်း physical လေးတော်တော်တောင်းလာပါတယ်ဗျာဟုတ်ဟုတ်တယ်ဗျာ ပိုပိုပိုပြီးအစီအမျိုးอ่ะအရင်တော့တော့ဟိုနည်းနည်းလေးပေါ့နော်ကျွန်တော်ကကျွန်တော်လိုအပ်တဲ့ပုံချိန်ထက်ကကျွန်တော်9ပေါင်6ပေါင်လောက်ပဲကြော်နေအရင်တော့ကလည်းကျွန်တော်ကျတော့အဲ့တော့အေးအေးအစားမမှန်အဓိကညဘက်တူချိုမအိပ်ပဲဖုန်းနေထိုင်သုံးပြီးညဘက်တွေမအိပ်ပဲမနေ့ကလည်းထတော့ပါးကြီးကအရန်ဖောင်းနေအခုနောက်ပိုင်းတော့အဲ့လိုအေးအေးစားလေးမှန်တော့အဲ့လိုဂျောလိုင်းလေးတွေအကုန်လုံးတရားတည်တရားလေးပြန်ပေါ်လာတာဗျဟုတ်အဲ့တော့ဒါဘုန်းကြီးတော့ချိုးလာနော်ကျေးဇူးပါဗျာ အဲဒီ character ကိုပြင်ဆင်ရတာတော့တပင်း character နဲ့မတူဘူးเนาะဒီ character ပို့ပြီးတော့ပြင်ဆင်ရတယ်ပြီးတော့ပို့ပြီးတော့လည်းသတိထားရတယ်ဗောနော်ဘာလို့လဲဆိုတော့အာဒီ character တော်တော်လေးကိုစိုးတော့လေဟိုတော်တော်တော်ကြီးကျွန်တော်ရိုက်ကျွန်တော်ရိုက်ဝင်းသမားကားရဲထဲမှာဒီ character တော်တော်လေးကိုစိုးတယ်လို့ပြောလို့ရတယ်ဒီ character ကိုကျွန်တော်စပြီးလက်ခံနေရအကူကလည်းကျွန်တော်ပြောပါတယ် character လည်းကျွန်တော်ပြောပါညီလေးမင်းတစ်ချက်ကြည့်ကြည့်အောင်เนาะ character တော်တော်စိုးတယ်ဆိုတော့အဲ့နဲအကူနဲ့ကျွန်တော်တစ်ချက်တိုင်ပင်ဖြစ်တယ်အကူဘလောက်တိဆိုးလဲဆိုဒီလောက်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 ဒီအချိန်ကြီးဆိုးတယ်ဆိုတော့โอเคရတယ်အကူကျွန်တော်တို့ချကြမယ်ကျွန်တော်တို့ကျွန်တော်လည်းတစ်ခါမှအဲ့လိုမျိုးအရင် fan character မျိုးအရင်မဆန်းဘူးပေါ့နော်ဒီ character တော့အကိုကလည်းမဆန်းကြည့်ပါလားတဲ့မင်းနဲ့ဆိုလိုက်မှာဆိုပြီးအကိုရဲ့ချမယ်ဆိုပြီးအဲ့နဲ့အကိုနဲ့တိတ်တိတ်ချာချာတိုင်ပြီးပြီးတော့အပြီးတော့ကျွန်တော်ပထမကားတွေပထမကားတွေမှာလည်းမတူအောင်ပေါ့နော်အကိုကျွန်တော် weight လည်းချကျင်နေပြီးတော့အဲဒီလို character မျက်မှန်လည်းပါဖြစ်တဲ့အတွက်ဒီလိုလေးလည်းနေကျင်နေဆိုတော့ okay ရပြီကြိုက်ပြီးအဆင်ပြေပြီဆိုပြီးတော့အဲ့နဲ့အကိုနဲ့တိတ်ချာတိုင်ပြီးလုပ်ဖြစ်တာပဲဗျာဟုတ် ဒီလိုပဲပေါ့ဟိုအချိန်ကတော့ကုစားသွားမှာပေါ့နော်ကျွန်တော်တို့လည်းဒါတွေအချိန်တွေလည်းကြာခဲ့ပြီဆိုတော့ဒါတဖြည်းဖြည်းနဲ့ပဲအဲဟိုကျွန်တော်လည်းအများကြီးစူးစမ်းနေတာ ဖြစ်တဲ့အတွက်တဖြည်းတဖြည်းနဲ့ပြောင်းလဲသွားမယ်လို့မြင်ပါတယ်ခင်ဗျာဟုတ်ဆက်သဖြစ်ခြင်းတော့ကတော့ဟိုနည်းနည်းရေရွတ်သေးသေးလေးဖြစ်သွားတာပေါ့နော်အခုနောက်ပိုင်းဆိုရင်တော့ဒါဘာမှတိတ်မဖြစ်တော့ဘူးကျွန်တော်အခုနောက်ပိုင်းဖြည့်တဲ့ interview တွေမှာလည်းအဲ့လိုမျိုးတိတ်ရေးတာဘာညာမရှိတော့ဘူးဒါပေမဲ့ပြေးတဲ့ကတော့ကျွန်တော်မမမရရတော့မမှီနေပါဘူးဗျာအဓိကအချိန်မှာပဲအချိန်နေကြွားတော့လေဟိုမေ့သွားတာပဲပေါ့နော်အချိန်နေကြွားတော့လေမေ့သွားပြီးတော့လေဟိုကျွန်တော်လည်းဒီကိစ္စဘာမှထပ်ပြောတာမဟုတ်တဲ့အတွက်ပြေးတဲ့နဲ့ကျွန်တော်လည်းနားလည်မှုရသွားပါတယ်ဗျာဟုတ် အဲ့လိုမျိုးတော့မရှိပါဘူးအဲ့တော့လည်းကျွန်တော်အသက်ကလွန်ခဲ့နှစ်နှစ်လောက်ကဆိုကျွန်တော်အသက်ကလည်းနည်းနည်းငယ်သေးတယ်ပြီးတော့ဒီလူမျိုးများလောကတွေစဝင်တာလည်းမကြသေးဘူးဆိုတော့ဟိုလူငယ်ပဲအမားတွေတော့ဘယ်ကင်းမှာမလဲကျွန်တော်လည်းအသက်နည်းနည်းရလာတော့ပြန်ပြီးသုံးသက်ဖြစ်ပါတယ်အော်ဒါတော့အမားမားခဲ့တာလည်းမားပြီးခဲ့တာလည်းပြီးခဲ့ပြီးချစ်ဆက်မှာကျွန်တော်တို့အကောင်းဆုံးကြိုးစားဖို့ပဲရှိရဆိုပြီးတော့ကျွန်တော်ချစ်ဆက်အကောင်းဆုံးကြိုးစားနေပါတယ်ဗျာ မြင်နိုင်နေပြီမြင်နိုင်နေအချိန်တွေတော်တော်အချိန်အခုနှစ်နှစ်လောက်တော့တစ်နှစ်တော့တစ်နှစ်ကျော်ဆိုနှစ်နှစ်လောက်တော့ကြာသွားပြီဆိုတော့ပြိတ္တတွေလည်းကျွန်တော်မှတ်ပြီးတော့မှတ်မိရတယ်ဒါပေမဲ့အဲ့လိုမျိုးတော့ဘာမှတော့လမ်းမပြောတော့ခင်ဗျာဟုတ်ပြိတ္တနဲ့ကျွန်တော်လည်းဟိုနားလည်မှုရပါတယ်လို့ပြောရမှာဗျာဟုတ်အဲ့ဒီတော့ကကျွန်တော်လေးဟိုအချိန်ကလည်းနည်းနည်းကြာခဲ့ပြီငယ်လေးငယ်သေးရဆိုတော့အဲ့တော့လည်းဘာမှမဟုတ်ပါဘူးကျွန်တော်လည်းဒီတိုင်းပဲပုတ်ပေါ်ပါလေးဖြည့်မိလိုက်တာပေါ့နော်ဒါပေမဲ့အဲ့လိုပြိတ္တနဲ့နည်းနည်းနားလည်မှုလေးပေါ့ကျွန်တော်နောက်ပိုင်းပြန်တောင်းမှန်တယ်ကျွန်တော်အင်တာဗျူးတွေနောက်ပိုင်းပြန်ပြန်တက်လာတယ်ကျွန်တော်ရုပ်ရှင်ကနေပြန်ပြန်ကြည့်လာတယ်ပြိတ္တကအများကြီးပြန်လက်ခံလာပါတယ်အခုလိုလက်ခံပြီးပြိတ္တကိုကျေးဇူးများကြီးတင်ပါတယ်ဗျာ ဟိုအဲ့တော့အဲ့တော့ဘောနော်ကျွန်တော်တို့ဒီတိုင်းပဲပေါ့ပေါ့ပေါ့ဖြေလိုက်တဲ့အတွက်အော်ပြည်သက်အမြင်မှာလဲဟိုနားလည်မှုတွေနည်းနည်းလွဲသွားတယ်ဗောနော်အဲ့အတွက်လဲကျွန်တော်ပြည်သက်ယူတရားပဲတောင်းပန်ပါတယ်အာကျွန်တော်တို့အိမ်မှာလဲဟိုကျွန်တော်တရားတွေမစားတာပဲကျွန်တဲ့ကျွန်တော်အဖေရောကျွန်တော်အမေရောကျွန်တော်အကိုရောစားတာဖြစ်တဲ့အတွက်အဲဟိုကျွန်တော်လဲအဲ့တော့ဗောနော်ဒီတိုင်းပဲဟိုပြောရင်ပြောရင်လဲအဲ့လိုလက်လွတ်စပယ်လေးဖြစ်သွားတဲ့အတွက်ပြည်သက်ယူကျွန်တော်ထူးပဲတောင်းပန်ပါတယ်ဟိုနောက်ဒီလိုမျိုးအကိစ္စတွေလည်းမဖြေတော့ပါဘူးလို့ပြောချင်ပါတယ်ပြဟုတ် ဟုတ်တယ်ဟုတ်တယ်ကျွန်တော်အာကျွန်တော်မကြိုက်ဘူးဆိုပေမဲ့ဟိုကျွန်တော်ပြောလိုက်တဲ့စကလုံးကလည်းပေါ့နော်ပြည်သက်နားထဲမှာအဲ့လိုတမျိုးတမျိုးလေးဖြစ်သွားတဲ့ထင်ပါတယ်အဲ့တော့လည်းကျွန်တော်ပြည်သက်အများကြီးတောင်းပန်ပါတယ်လို့ဒီကနေ့ပြောချင်ပါတယ်ဗျာဟုတ်ကျွန်တော်လည်းခွင့်လွှတ်ပေးပါလို့အာမြန်မာလူမျိုးတွေအရင်ကြိုက်တယ်ငပိကိုကျွန်တော်မကြိုက်ဘူးလို့ပြောလိုက်မိတဲ့အတွက်အာကျွန်တော်ဘက်ကပဲတောင်းပန်ပါတယ်ခင်ဗျအာကျွန်တော်ကအဲ့တော့အဲ့လိုသဘောမျိုးနဲ့ပြောချင်တာမဟုတ်ပါဘူးကျွန်တော်မစားလို့ကျွန်တော်မစားဘူးပဲပြောချင်တာပါခင်ဗျဟုတ်ကျန်တဲ့ဘာသဘောမှမပါပါဘူးအဲ့အတွက်အဲ့လိုမျိုးပြည်သက်ကြီးနားလည်မှုအထင်လွဲရတယ်ဆိုတော့ကျွန်တော်ဒီကပဲတောင်းပန်ပါတယ်ခင်ဗျ အာကျွန်တော်အခုရင်းဆိုတဲ့ဇာတ်ကားထဲမှာအာမန်ဆိုတဲ့ character နဲ့ပြတာမင်းတရုပ်ဆောင်ထားပါတယ်ဒီ character တော့လည်းကျွန်တော်အများကြီးအားစိုက်ထားပါတယ်ဆိုတော့ဒီ character လေးထွက်လာရင်ပြည်သက်ကြီးလေးကျွန်တော်အားပေးကြပါအောင်လို့ပြောချင်ပါတယ်အားလုံးလည်းကျေးဇူးတင်ပါတယ်ပြဟုတ်